The Time with Dr. Tate ဒီနေ့တွေထိတ်တန်းကပရေးရတယ်မှာယူကရိန်းစစ်နဲ့စပါပဲမကြခင်အောင်ယူရမယ်ယူကရိန်းအရေးအမေရိကန်အထူးတန်တမန် Keith Kellogg ကငင်းကြိုင်းသဘောတူညီချက်တစ်ခုရဖို့တိတ်ကိုနီးကပ်နေပြီလို့ဆိုပါတယ်စစ်ဆန်ညီနိုင်မှုတွေဟာအဓိကကြတဲ့ကိစ္စရပ်နှစ်ခုကိုဖြေရှင်းဖို့ပဲကြံတော့တယ်လို့လည်းပြောပါတယ်အဲ့ဒီကိစ္စရပ်နှစ်ခုကတော့ Donbass Data ရဲ့အနာဂတ်အနေအထားနဲ့ Zaporozhye နျူကလ িয়ার ဒါဘေးစက်ရုံကိုဘယ်သူထိန်းချုပ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။တဘောပြည်ချက်ရဖို့ကမာရသွန်ပြေးပွဲရဲ့နောက်ဆုံး10မီတာအပိုင်းကိုရောက်နေပြီလို့ကဲလော့ကဆိုပေမဲ့နောက်ဆုံးကိစ္စရပ်နှစ်ခုကိုဖြေရှင်းဖို့ကအခက်ဆုံးပဲလို့လည်းပြောပါတယ်။ဒါပေမဲ့တဘောပြည်ချက်ရဖို့နီးနေပြီဆိုတော့ပရက်ရှားဘက်ကချက်ချင်းလို့ပယ်ချပါတယ်။အမေရိကန်ဆိုပြထားတဲ့ငင်းချမ်းရေးတဘောတူညီချက်ကိုအပြောင်းအလဲကြီးတွေလုပ်ရမယ်လို့ ရုရှားဘက်ကပြောတာကြောင့်နည်းနည်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးပိုပြီးလိုချင်တယ်ဆိုတာပြလိုက်တာပါပဲရုရှားဟာအခုဆိုရင်ယူကရိန်းပိုင်နဲ့၅ဘုံတပုံညီပါကိုထိန်းချုပ်ထားပါတယ်ဒါပေမဲ့နိုင်ငံတကာကတော့ဒွန်ဘတ်စ်နဲ့ခရီးမီးယားဒေသတွေကိုယူကရိန်းပိုင်နဲ့ဖြစ်ပေတိမှတ်ပြုထားတာပါဒီတော့တင်မှာပဲသမ္မတဒေါ်နယ်ထရမ့်ရဲ့တာဖြစ်သူဒေါ်နယ်ထရမ့်ဂျူနီယာကသူ့ဖခင်အနေနဲ့ယူကရိန်းကိုထောက်ခံနေတာလုံးဝရက်ဆိုင်ပြစ်ပွဲရှိတယ်လို့ပြောလိုက်တာကြောင့် အခြေအနေကိုရှုပ်ထွေးသွားစေပါတယ်။ယူကရိန်းကောင်းဆောင်တွေဟာစစ်ကိုတားရှိအောင်လုပ်နေတယ်လို့သူကစွပ်စွဲတယ်လို့အမေရိကန်ကပေးနေတဲ့အကူအညီကြောင့်ဗန်စာအုပ်နဲ့ငမိုက်သားဖြစ်သွားတယ်လို့လည်းဆိုပါတယ်။ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်အတွက်စစ်ဆက်ညှိနှိုင်းနေတာတွေအဓိကအဆင့်တစ်ခုရောက်နေခြင်းသူ့ရဲ့ပြောစကားတွေကအမေရိကန်ဘက်မှကိုအချင်းချင်းသဘောထားကွဲပြားမှုနဲ့ရှိုင်းနေတာကိုပြနေပါတယ်။အရှိန်အလေပိုင်းမှာတော့ Israel နဲ့ Hamas အဖွဲ့အစည်းကြောင့် အပြည့်ရဲ့သဘောတူညီချက်ဒုတိယအဆင့်တိတ်မကြခင်တာစတော့မယ်လို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နီတန်ညာဟုကပြောပါတယ်။နောက်ဆုံးကြံနေတဲ့အစ္စရေးတစားကန်တယောက်ရဲ့ယုံကျင်းကိုဂါဇာကနေလွှဲပြောင်းပေးပြီးတာနဲ့ဒုတိယအဆင့်စတင်ပါဒီအဆင့်မှာပါဝင်တဲ့လုံဆောင်ချက်တွေကတော့ Hamas အဖွဲ့ကိုပြည်내ဖြုတ်သိမ်းတာ၊ Israel တပ်ဖွဲ့တွေအဆင့်လိုက်ဖြုတ်သိမ်းတာ၊နိုင်ငံတကာတပ်ဖွဲ့တခုချထားတာ၊ American သမ္မတ Donald Trump ဦးဆောင်တဲ့နိုင်ငံတကာဗိုလ်အဖွဲ့တခုရဲ့ကြီးကြပ်မှုအောက်မှာ ပါလက်စတိုင်းအုပ်ချုပ်ရေးယာယီအဖွဲ့တစ်ခုဖွဲ့စည်းတာလို့ဖြစ်ပါတယ်။ဟာမတ်အဖွဲ့အနေနဲ့လက်နက်ဖြုတ်သိမ်းရေးဒါမှမဟုတ်လက်နက်အသုံးပြုရေးဆွေးနွေးမှုအဆင့်တင်ပဲလို့ဟာမတ်အဖွဲ့အကြီးအကဲတာဝန်ရှိသူတွေကပြောပါတယ်။ဒါဟာရည်တည်ချက်ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေမဲ့အကောင့်တွေပေါ်ဖို့ရာအတားအဆီးအများအပြားဆက်ရှိနေပါတယ်။ဒါစာကိုပိုင်းခြားထားတဲ့အဝါရောင်လိုင်းကစ်တစ်ခုထာဝရကာကွယ်ရေးအတားအဆီးဖြစ်ဆက်ရှိနေမယ်လို့ဣသရေလစစ်တပ်အကြီးအကဲကပြောပါတယ်။ ဂါဇာဒေသရဲ့လူသားပြည်ဒုက္ခအခြေအနေကတော့ဆက်ပြီးဆိုးရွားနေစေပါဂါဇာကျမ်းမာရေးဌာနရဲ့အဆိုအရစစ်ပွဲဆကတဲ့ကဆိုရင်ပါလက်စတိုင်း9000ကျော်တည်ဆုံခဲ့ကြရပြီပါပြီဒီတော့တွင်ဂျာမနီနိုင်ငံကအစ္စရေးကိုထောက်ခံကြောင်းထပ်ပြီးအာမခံလိုက်သလိုအတည့်ရဲ့အစည်းအဝေးဟာခက်ခက်ခဲခဲအကောင့်ထဲပေါ်ရမှာဖြစ်ပြီးနဲ့လိုအပ်တယ်လို့ပြောပါတယ်ဥရောပနဲ့တရုတ်ကြားတင်းမာမှုတွေရှိနေတဲ့ကြားကပဲ ီငိမ်နဲ့ဆက်ဆံရေးကိုထိန်းသိမ်းဖို့ရည်ရွယ်ပြီးစီးပွားရေးဥရယာတီဆိုင်ရာနဲ့ရင်ကျင်းမှုဆိုင်ရာသဘောတူညီချက်တွေသမ္မတအီမန်နျူရယ်မက်ခရွန်ရဲ့ပြုတ်ကြီးစဉ်အတွင်းရရှိခဲ့ပါတယ်။စီးပွားရေးပိုင်းမှာပြင်သစ်စက်ပြိုရေးထုတ်ကုန်နဲ့အလောက်ကုန်လုပ်ငန်းကုမ္ပဏီကြီးတချို့တရုတ်ဈေးကွက်ဝင်ရောက်ဖြင့်တိုးချဲ့ဖို့နှစ်ဖက်သဘောတူခဲ့ပါတယ်။ဒါ့အပြင်တရုတ်စက်မှုကုန်ထုတ်လုပ်ငန်းရဲ့အလုံးဂျွန်ထုတ်လုပ်မှုအပေါ်ဥရောပစိုးရိမ်ချက်ကိုဖြေရှင်းဖို့ပုံစံအမြင်များဖြစ်မှုဆွေးနွေးရေးစီစဉ်တဲ့တစ်ခုချမှတ်ခဲ့ပါတယ်။ ဥရုယာတီနဲ့စွမ်းအင်ကန်တာပူပေါင်းဆောင်ရွက်မှုပိုင်းအနေနဲ့ပြန်ပြည့်မြဲစွမ်းအင်တန်ရှင်းတဲ့ဟိုက်ဒရိုဂျင်နဲ့နျူကလ িয়ার ဘေကင်းတုံ့ပြန်ရေးပိုင်းမှာပိုပြီးနှက်ဆိုင်တဲ့ပူပေါင်းဆောင်ရွက်မှုလုပ်ဖို့ကတိပြုခဲ့ကြပါတယ်။ဒါ့အပြင်ကျင်းပမှုရှိတဲ့ဥရုယာတီပြောင်းလဲမှုဆိုင်ရာကမ္ဘာဆွေးနွေးပွဲတွေမတိုင်ခင်ပါရီသဘောတူညီချက်ကိုထောက်ခံကြတဲ့အကြောင်းလဲထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။ရေရှည်ခိုင်မာတဲ့လေရင်လောင်စာကြီးဆိုင်ရာသုတေသနလုပ်ငန်းအပါအဝင် Airbus ကုမ္ပဏီနဲ့တရုတ်အကြောလှုပ်ဆောင်နေတဲ့ လေကြောင်းလုပ်ငန်းပိုင်းကိုနိုင်ငံစလုံးကထောက်ခံခဲ့ကြပြီးစက်မှုလုပ်ငန်းပိုင်းဆက်ပြီးပူးပေါင်းဆောင်ရွက်တော့ဖို့သဘောတူခဲ့ကြပါတယ်တရုတ်ပြင်သစ်ယဉ်ကျေးမှုဆိုင်ရာခီးသွွားနှင့်စတင်တာပြရိုက်ကဏ္ဍတွဲဖက်လှုပ်ဆောင်မှုတိုးချဲ့တာသိပ်ပန် AI နဲ့ဘူးတွဲဘွဲ့ဒီဂရီတွေအတွက်တက္ကသိုလ်ချင်းပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်ယဉ်ကျေးမှုနဲ့ပညာရေးကဏ္ဍဆက်ဆံရေးကိုအောက်ကောင်းအောင်လုပ်သွားကြဖို့လေသဘောတူခဲ့ကြပါတယ်နိုင်ငံရေးပိုင်းမှာတော့ယူကရိန်းအရေးနဲ့ အင်ဒိုပစိဖိတ်ဒေသတည်ငြိမ်ရေးပိုင်းမှာဆက်ပြီးဆွေးနွေးသွားကြဖို့ဝေါ်တူခဲ့ကြပေမဲ့ကြီးမားတဲ့အပြောင်းအလဲတွေတော့မရှိခဲ့ပါဘူး။ထို့ရမယ်ဆိုရင်သမရမက်ခရွန်ရဲ့ပြုတ်ကြီးစဉ်အတွင်းအလျှော့ပေးလက်ရွှဲမှုမျိုးနှစ်ဖက်စလုံးမှာမရှိခဲ့ပေ။ထိတွေ့ဆက်ဆံမှုကိုဆက်ပြီးထိန်းသိမ်းသွားမယ်။အပြသဘောဆောင်ပေမဲ့မဟာဗျူဟာမြောက်တဲ့သဘောတူညီချက်တွေရခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။တစ်ဖက်မှာတော့ရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့အိန္ဒိယကြီးစဉ်တွင် နှစ်နိုင်ငံအကြားစွန့်အင်ကိုကာကွယ်ရေးနဲ့ပုံသွေးရေးဆိုင်ရာဆက်ဆံမှုပိုင်းတွေမှာမဟာဗျူဟာမြောက်သဘောတူညီချက်တွေရခဲ့ပါတယ်။အဓိကသဘောတူညီချက်ကတော့စွန့်အင်ပိုင်းမှာပါ။ရုရှားကိုနောက်နိုင်ငံတွေကတန်ခတ်ရည်ယူထားပေမဲ့အိန္ဒိယအတွက်ကာလာရှီလျှော့စည်းနဲ့နှစ်ရှည်ရင်နံစိမ်းစိုက်ရောင်းသွားဖို့သဘောတူခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံရဲ့ကူဒန်ကူလန်နျူကလ িয়ার ဓာတ်ပစ္စည်းရုံအတွက်လုပ်ငန်းစ်တွေအပါအဝင် LNG ဓာတ်ဝင်နဲ့ ူကလီးယားစွမ်းအင်ပိုင်းပူးပေါင်းဆောင်ရွက်မှုတိုးချက်သွားဖို့လည်းသဘောတူခဲ့ကြပါတယ်။ကာကွယ်ရေးဘက်မှ2030ပြည်နှစ်အထိအကောင်အထည်ပေါ်သွားမယ်။ကာကွယ်ရေးစက်မှုကုန်ထုတ်လုပ်ငန်းပိုင်းပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီထဲမှာပူးတွဲထုတ်လုပ်ရေးအိန္ဒိယကဝယ်ထားတဲ့ Russia ထုတ် Planet KN တွေပြုပြင်ထိန်းသိမ်းရေး AK203 Rifle စက်ရုံတိစောက်ရေးကတိကဝတ်အသည့်လို့အဓိကပါဝင်ပါတယ်။ဒီရွေချက်ကအိန္ဒိယနိုင်ငံထဲမှာလက်နက်ခဲယံထုတ်လုပ်ဖို့နဲ့ ပိုပစ္စည်းတွေပြက်လက်မှုမရှိရနိုင်စီဘူးဖြစ်ပါတယ်။စီးပွားရေးပိုင်းမှာနိုင်ငံကုန်သွယ်ရေးကို2030ပြည့်နှစ်ရောက်ရင်ဒေါ်လာဘီလီယံတရာအထိတိုးမြင့်ဖို့ကြီးမင်းချက်အသစ်ချမှတ်ခဲ့ကြပြီးတန်ခတ်ရည်ရွယ်မှုကိုကျော်လွှားနိုင်ရေးအတွက်ရူပီးနဲ့ရူဘယ်ဝေပေးချေမှုစနစ်ကိုတိုးချဲ့သွားမှာဖြစ်ပါတယ်။နိုင်ငံခြားချိတ်ဆက်ရေးပိုင်းလည်းသဘောတူညီချက်တွေထဲမှာပါဝင်ပါတယ်။အီရန်နိုင်ငံကိုဖြတ်ပြီးရုရှားနဲ့အိန္ဒိယကြားချိတ်ဆက်မဲ့နိုင်ငံတကာမြောက်တောင် တည်ယူပို့ဆောင်ရေးကော်ရီဒါတည်ဆောက်ရေးအချိန်မြင့်လှုပ်ဆောင်မဲ့စီစဉ်တွေကိုနိုင်ငံကောင်းဆောင်တွေထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO နဲ့ရုရှားနိုင်ငံပိုင်အာကာသလုပ်ငန်း Roscosmos အကြောင်းဘိုးပြီးနက်နက်ဆိုင်ဆိုင်ပူးပေါင်းဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။အချို့အားဖြင့်သမရဘူတင်ရဲ့အခုကြီးစဉ်မှာဇွမ်းရင်ကန်တော့ရေရှိခိုင်မာရေးကော်ဝေးပိုင်းပူပေါင်းဆောင်ရွက်မှုနဲ့မဟာဗျူဟာပိုင်းကိုပိုင်းလှုပ်ဆောင်နိုင်စွမ်းတွေပေါ်ခြေတည်ထားတဲ့ ရုရှားအိန္ဒိယရေရှည်ပူးပေါင်းဆောင်ရွက်မှုကိုအားသက်တောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီကမ္ဘာရေးရာတွေဟာပုံတံမျိုးမျိုးနဲ့ထွက်ပေါ်လာနေပြီးတခုချင်းစီမှာမြန်မာနေဥဒေါ်လာရေးအတွက်အရေးပါတဲ့ရိုက်ခတ်မှုတွေပေါ်ဝင်နေပါတယ်။ကမ္ဘာရေးအကြီးနိုင်ငံတွေဟာနိုင်ငံတကာဥပဒေကိုကင်ဆယ်တာမျိုးမဟုတ်ဘဲတနိုင်ငံနဲ့တနိုင်ငံအကြားညှိနှိုင်းလှုပ်ဆောင်ကြပါတယ်။တရုတ်နဲ့ရုရှားတို့ဟာသူတို့ရဲ့စီးရေးမဟာမိတ်ဖွဲ့မှုတွေကိုပို့ပြီးတော့ခိုင်မာအောင်လှုပ်ဆောင်နေပါတယ်။ ဒါကြောင့်နိုင်ငံစလုံးဟာမြမောင်အကျန်းဖက်စီအုပ်စုကိုတန်တမန်ရေးနဲ့စီရေးအရာဆက်ပြီးအကာအကွယ်ပေးသွားကြဖို့ရှိပါတယ်။ကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံလို့သတ်မှတ်ကြတဲ့အိန္ဒိယနိုင်ငံဟာဒီမိုကရေစီစံတန်ဘူးတွေထဲကိုယ်နိုင်ငံအကျိုးစီးပွားကိုဦးစားပေးရဲဆိုတာပြောင်းနေပါတယ်။ဒါကြောင့်အိန္ဒိယနိစက်ဒေတာတွေမတည်ငြိမ်မှုကိုဒိုက်ရိုက်ချင်းချောက်လာတာမျိုးမဟုတ်ဘူးဆိုရင်မြမရေးတွဲသူ့ရဲ့မဟာဗျူဟာပိုင်းပူပိုင်းလူဆောင်နိုင်စွမ်းကိုအထိကိတ်ခံမှာမဟုတ်ပါဘူး။ အနောက်ကမ္ဘာရဲ့လက်ရှိအာရုံစူးစိုက်မှုကယူကရိန်းစစ်နဲ့ဂါဇာရေးလို့ပေါ့လုံးဝကြာရောက်နေပါတယ်အထိပ္ပယ်ကတော့မြန်မာတော်လှန်ရေးကိုနိုင်ငံတကာကသတိပြုမိနေအောင်မဟာဗျူဟာမြောက်ထိစပ်မှုတွေမလုပ်နိုင်ဘူးဆိုရင်မြန်မာရေးဟာနိုင်ငံတကာမှာဒုတိယဒဏ်စာအကျက်အတဲအဆင့်ကျောက်သွားမှာဖြစ်ပါတယ်မြန်မာရေးကိုတီးခြားဖြစ်တည်နေရလို့မြင်လို့မရပါဘူးအယုတ်ရဲ့မဟာဗျူဟာမြောက်ဤမှန်းချက်တွေအိန္ဒိယရဲ့ဟန်ချက်မီလှုပ်ဆောင်မှုရုရှားရဲ့မဟာမိတ်ရှာဖွေမှု အနောက်တစ်ပါရဲ့အာယုံထွေပြောင်းမှုစတာတွေကြားမှာမြမအရေးကြောက်နေတာပါတော်လိုင်းရဲ့အောင်မြင်မှုရပါလက်ရှိကဘာကြီးနဲ့လိုက်လျောညီတွေစွာချိန်မိလှုပ်ဆောင်နိုင်မှုကလည်းအရေးပါပါတယ်မြမအရေးကလူချင်းဖြစ်ချင်တဲ့ကဘာမျိုးကတော့ရှိလာမှာမဟုတ်ပါဘူးတန်တမန်ရေးညီညွတ်မှုမဟာပြူဟာဆက်သွယ်ရေးနဲ့အများပြည်သူဆက်ဆံရေးပိုင်းဒေသဆိုင်ရာကြီးတွေ့ဆက်ဆံမှုစတာတွေမှာအောင်မြင်ဖို့ရသည် စစ်မြေပြင်အောင်မွဲတွေနဲ့အညီထတ်တူကြအရေးပါတယ်ဆိုတာတင်ပြရင်ညီဝန်ချုပ်ပါတယ်အလုံးမှုကျေးဇူးတင်ပါတယ်ခင်ဗျာ기준나신다래뒤에두배제주됩니다.이시즌에빠뜨비위반잔뚜쩨들고주소바래.배어장야배기사묘후세원자래소라래띠쩨마래. နှစ်တက်တယ်ဆိုရင်တော့ like လုပ်ပေးပါအစီအစဉ်သစ်တွေတတိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပေးပါမိတ်ဆွေတငယ်ချင်းတွေနဲ့မျှဝေပေးပါလို့ပန်ကြားပါရယ်နောက်စီဇန်တွေမှာပြန်ဆုံပါမယ်အားလုံးပဲကျန်းမာဘေးကင်းကြပါစေဗျာ